Illustrator မှာစာရိုက်တဲ့အခါခုလိုမျိုး text box banner လေးတွေတခါတည်းရအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး alignment option box ထဲက menu ရဲ့ကိုဝင်ပြီးတော့ use preview box ဆိုတာလေးကိုရွေးပစ်လိုက်ပါပြန် appears tag ကိုဝင်ပြီးတော့ menu ထဲမှာ add new stock ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုရွေးပစ်လိုက်ပါပြီးရင် stock ကိုတော့ကိုထားခြင်းသလား ်ထားလိုက်ပါဒီမှာတော့ကျွန်တော်ကအဲ4လောက်ထားလိုက်မယ်နော်ပြီးရင် effect ထဲကို သွားပြီးတော့ compass to shape ထဲက rounded rectangle ဆိုတာလေးကိုနှိပ်ပြလိုက်ပါဒါဆိုရင်တော့သူ box လေးကြာလာလိမ့်မယ်အဲ့ဒီမှာတန်ဖိုးတွေရှိတယ်ကိုကဘယ်လောက်ထောက်ချက်ခြင်းလဲဘယ်လောက်လောက်အဲနေထားထားခြင်းလဲချိန်လို့ရတယ်ပြီးတော့ round corner corner တွေဘယ်လို round round ဘယ်လောက်လောက်ထားမလဲမတရားတိထားလိုက်မယ်ဆိုတော့လုံးဝစာကဲလို့ round ဖြစ်သွားမှာပေါ့နော် ကိုထားခြင်းတော့အနေထားလောက်ထားလိုက်မယ်ကျွန်တော်ကတော့ဒီမှာ30လောက်ထားပြီးတော့ okay နေပြီလိမ့်မယ်ဒါဆိုရင်တော့သူရဲ့ preview box ဒီ test banner box လေးရပြီပေါ့နော်အဲ့ဒီမှာကိုရိုက်ခြင်းနဲ့စာပြောင်းရိုက်လို့ရတယ်သူက auto ချိန်ပြီးသားပုံစံမျိုးအမြဲတမ်းရှိနေမှာပေါ့နော်ဟိုစာတစ်ခါရိုက်တိုင်း box ဒီ test box ကိုပြန်ပြီးတော့ပြင်ကြရမလို့တော့ဘယ်နဲ့တစ်ခါတည်းတွဲရိုက်ရှိနေမှာပေါ့နော်ဒါဆိုတော့ဟိုကိုဇိုင်းပြန်ပြင်နေတာစာပြန်ပြင်နေတာ channel တွေရှိလို့ရှင်ဒါ banner box ကိုပြန်ပြီးတော့ထပ်ပြီး site ပြန်ပြင်ကြမလို့တော့ဘောเนาะတခါလဲတွဲရက်လေးဖြစ်နေတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ